ဗုဒ္ဓဥက္ကောင်းတော်ကိုဖတ်ရှင်အဖြစ်အသုံးပြုခဲ့တဲ့အောင်ကုန်မှုကိုဆွဲဆိုထားတဲ့အမှုပေါ့ဒီနေ့အမိတ်ချလိုက်တယ်ဘုရုဏမရှိလို့မေတ္တာမရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဗုဒ္ဓဘာသာကိုစော်ရတာညားတယ်လေဟိုသာသနာကိုစော်ရတာညားအဲ့လာရမ်းများလုံးနဲ့ခါကြရတာအများသူကအားလုံးဒီလိုသိစေချင်တယ်ပေါ့နော်ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာလေအဲဘာကြောင့်လဲဆိုတော့ဘာသာသာသနာကိုစော်ရတဲ့လူရမ်းများလို့နောက်နောက်လူတွေလည်းပဲ ဘာသာသာသနာကိုမစော်ကားဘူး။ဆွမ်းနာရင်ခံနေတယ်အဲ့ဒါကိုကိုညီလေးလိုရမလားလို့ပြောလိုက်တာ။အေးအဲ့လိုလှုပ်ချင်တယ်လှုပ်လို့ရတယ်လို့မင်းတို့ဘုရားပြောလေ။ဘောတော်ဘာသာအမိတိုင်းပဲလိမ့်စားနေမလုံးဘူး။မှန်ပါဗျာ။ဟမ်။ဦးမင်းမင်းတို့ခေါ်တာတန်ခါကြီးကြည့်ဦး။ကဲအနေထိုင်အမှုကျင့်ရန်ရဲ့ပုံစံနဲ့တွေ့တာဓမြဘိုးလေးလိုလိုဖြစ်နေပြီအလုံးမဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်မြမကုတင်ဆက်ပေးမယ့် video လေးက Academy Bebe ကိုတက်လာတဲ့ဘိုးရရုပ်ဘာတော်ကိုကင်ဆောင်ပြီးတော့ ွေးသက်လာတဲ့အောင်ကူမိုးဆိုရင်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်ဒီအောင်ကူမိုးကအများကြီးရှုနေတဲ့ပွဲကိုနော်ဗုဒ္ဓရုပ်ကတော့ပုံကြီးကိုကင်ဆောင်လာပြီးတော့သူဝစ်လာတဲ့ပုံစံကလည်းသင်္ကန်းယုံနဲ့တူနေတာကြောင့်တော့သူ့ကိုတရားစွဲဆိုပြီးဖမ်းထားတာရှင်ဒီမှုနဲ့ပတ်သက်ပြီးတော့ချိန်ချမှတ်လိုက်ပြီးရှင်နောက်မျိုးဆက်တွေအနေနဲ့လည်းဗုဒ္ဓဘာသာသာသနာတွေကိုမစော်ကားရဲအောင်လို့ဖုံဖုံကရှေ့ဆောင်လမ်းပြအနေနဲ့သူ့ကိုစက်နမူနာထားပြီးတော့လုံလိုက်တာရှင်ဒီလိုမျိုးဗုဒ္ဓဘာသာသာသနာကိုစော်ကားလို့ရှိရင်ပြစ်ဒဏ်ခံရမယ်ဆိုပြီးတော့ပြတာနော်ကြီးရှုတဲ့သူတွေလည်းတိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြန် ်းနိုင်ခြင်းဖြစ်ပါတယ်ရှင်ညီမနဲ့အတူတူဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ညိုနဲ့တရားရုံးမှာဘုရားဥကောင်းတော်ကိုဖက်ရှင်အဖြစ်အသုံးပြုခဲ့တဲ့အောင်ကမှုကိုဆွဲဆိုထားတဲ့အမှုပေါ့ဒီနေ့အမိန့်ချလိုက်တယ်နှစ်နှစ်ချလိုက်တယ်လို့သိရတယ်ပေါ့ဒီပုံမှာအရှင်များအမိန့်ကြားခြင်းတော့ပါလို့ရှိတယ် အဲမုန်နေပတ်တယ်လို့ဖုန်းလို့လည်းပြောမှာစိတ်ပင်မလူပင်မပေါ့နော်စိတ်ပင်မလူပင်မဒါပေမဲ့တစ်ဖက်ကိုဟိုကရုဏာမရှိလို့မေတ္တာမရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘုရားဘာသာကိုစော်ရတာများတယ်လေဟိုသာသနာကိုစော်ရတာများအဲ့လားရမ်းများလုံးနဲ့အခါကြတာကသူ့ကိုတနာပင်မယ်လို့သူ့ကိုငဲ့ညာပင်မယ်လို့ဟိုဒီနေ့ချတဲ့ပုံမှာလည်းပဲဟိုနှစ်ပြည့်ချလိုက်တယ်ပေါ့နော်နှစ်နှစ်ပြည့်ချလိုက်တယ်ဟိုဟာ ဟာအလောက်ကျန်းနဲ့ထောင်းနဲ့နဲ့ချလိုက်တယ်လို့သိရပါဘောနော်အဲ့တော့ဒီလိုချလိုက်တဲ့ပုံမှာတော့ဟိုဝမ်းသာတယ်လည်းမဟုတ်ဘူးပေါ့ဒါပေမဲ့အများသူကအားလုံးဒီလိုသိစေချင်တယ်ပေါ့နော်ဒီလိုလောက်ရင်ဒီလိုဖြစ်တယ်ဆိုတာလေအဲဘာကြောင့်လဲဆိုတော့ဘာသာသာသနာကိုစော်ကားတဲ့လူအများများလို့နောက်နောက်လူတွေလည်းပဲဘာသာသာသနာကိုမစော်ကားဘူးနော်စော်ကားလိုက်ရင်လည်းပဲဘုန်းတော်ကဒီလိုလက်ပိုက်ကြည့်နေမှာပေါ့အခုလိုပဲဆက်လက်ဆောင်ရွက်မယ်ဆိုတော့အားလုံးကဒါလည်းပြောချင်တာပေါ့နော် အဲဒီအမှုအကြောင်းအရာဖြစ်ပေါ်လာပုံလေးနဲ့ပတ်သက်လို့အကျဉ်းများလေးထည့်သွင်းပြီးတော့မိန့်ကြားပေးပါဦးဗျာအောင်ကုန်မှုဘာကြောင့်ဘာကြောင့်တရားဆွဲခဲ့ရတဲ့ဆိုတဲ့အခြေအနေလေးအဲအောင်ကုန်မှုတရားဆွဲရတဲ့အကြောင်းရင်းကအောင်ကုန်မှုကဒီတက္ကသိုလ်ကလုံးတက္ကသိုလ်လုံးကစောင့်ကြည့်နေတဲ့အကယ်ဒမီပေးပွဲကြီးပေါ့အဲ့ပေးပွဲကြီးမှာသူကဖျားကောင်းကိုဖြတ်ယူလာတယ်ပေါ့ဖျားကောင်းကိုဖြတ်ယူလာတော့မှသူကဖျားကောင်းကိုကစားစရာရုပ်ကလေးကသူတုံးနဲ့ထိုးပြီးကင်လာအဲ့လိုကင်လာတာတစ်ချက်နောက်ပြီးတော့ဖျားကိုပြည့်ရပြည့်ရကုန်တယ်လို့နဲ့၎င်းကို ကတ်တို့ဝေပေးတာလို့ပေါ့နော်အဲအဲ့လိုမျိုးတွေဆောက်လုပ်ပါတယ်နောက်ပြီးတော့သူ့ရဲ့ fashion ဝေထားတာကလည်းတကယ်ကိုတန်ခါတွေတင်ခိုင်းလုံထားတဲ့ပုံစံမျိုးနဲ့သူလည်းပုံစံမျိုးဝေထားတယ်နော်အဲသူ့ဟာကဒီဘာသာသာသနာကိုဖော်ထားတယ်ဆိုရင်ဟာကပေါ်တယ်အဲအဲ့တော့ဒီကယ်မီပေးဝေးအများမြင်တာလည်းပွဲဟိုအများတိတာလည်းပွဲကြီးမှာဒီပုံစံချိုးလာခြင်းပြီးတိတိတာတာကြီးအများဟိုဘာပြောလဲဟိုရွေချက်ချစ်ချစ် ဟိုလောက်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါကြောင့်ဒီကိစ္စကိုဝန်မကျင်တော့မကျင်တော့လို့ဒီကိစ္စကိုအခုတရားဆိုတဲ့လောက်လောက်ဖြစ်တာပေါ့ဆက်ပါဗျာအလားတူပါရှင်များဘာသာရေးစော်ကားမှုတွေဒီကိစ္စရင်ဆိုင်နေရတဲ့အတွင်းမှာလည်းပေါ်ပေါက်ခဲ့တာမျိုးရှိတယ်ပေါ့အဲ့တော့ဘုရားဘာသာဝင်ပြည်သူတွေရောဒီတခြားတခြားဘာသာဝင်တွေရောဘာသာရေးနဲ့ပတ်သက်လို့အရှင်မစော်ကားမှုတွေဖြစ်အောင်ဒီကိစ္စတွေတာလေးဒီလိုမျိုးအခုလိုပါပေါ့နော်ဟို မိမိတို့နယ်ပယ်မှာဆောင်ရွက်တဲ့အထူးအားဖြင့်တော့ဟိုတာဝန်ရှိသူနိုင်ငံတော်အစိုးရကနေပြီးတော့ဒီလိုဟာမျိုးတွေအားလုံးကိုပယ်နာမယ်ဖြစ်ဖြစ်လိုက်ပြီးတော့သူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့တာဝန်ရှိဝန်ကြီးဌာနပဲဖြစ်ဖြစ်ဟိုတန်ခါနာကအဖွဲ့ရပဲဖြစ်ဥဆောင်ဥဆောင်ပြီးတော့လုပ်တင်တယ်လို့ဒီလိုအားလုံးသိအောင်မှသားကျင်တယ်ပေါ့နော်ချင်းနေရရရရဒီလိုပြောမှာဒီလိုပြောမှာဟုတ်ပါဘူးဟိုရက်လာနေရ 一万九嘛，到五月了，这个 ုတ်တယ်နော်အများမြင်အကယ်ဒမီဘေးဘက်မှာသူကဗုဒ္ဓရုပ်ထုပုံတော်ကြီးကိုယူလာပြီးတော့ကြက်ရည်ပြုတဲ့တဘောမျိုးဖြစ်သွားတာနော်ဒါကြောင့်မို့လို့ဒီဖုံဖုံတွေအနေနဲ့လဲသူ့ကိုအိုက်ကလေးကထိမ့်သိမ်းထားတာနော်အခုမှပြစ်ဒဏ်ကိုချမှတ်လိုက်တာရှင်ပြည်တံကိုချမှတ်ရတဲ့အကြောင်းရင်းကလည်းဗုဒ္ဓဘာသာကိုစော်ကားတဲ့ပုံစံမျိုးနဲ့သူကပြုလုပ်လို့နော်နောက်ပြီးတော့သူ့ကိုအတူယူပြီးတော့နောက်လူငယ်တွေအနေနဲ့လည်းထပ်ပြီးတော့စော်ကားမိမှဆိုလို့ခုံပုံးတို့တွေအနေနဲ့ ဗုဒ္ဓဘာသာသာသနာကိုဒီလိုစော်ကားရင်ဒီလိုအပြစ်မျိုးခံရမယ်ဆိုတာကိုပြလိုက်တာရှင်။နောက်လူငယ်တွေအနေနဲ့လည်းကိုယ့်ရဲ့ဘာသာသာသနာနဲ့ပတ်သက်ရင်ခုလိုမျိုးလည်းမစော်ကားမိအောင်လို့ခမုံးကသူ့ကိုစက်နမူနာပြပြီးတော့သင်ခန်းစာပေးလိုက်တာနော်။နောက်ထပ်ဗီဒီယိုလေးကတော့ရဟန်းတန်ဃာကြီးအများမြင်မတင်တော်နေတာကြောင့်ခီးတွိုင်းနဲ့ဖုံဖုံတစ်ပါးကအဆုံးမနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ညီမနဲ့တူတူစက်ကြည့်လိုက်ရအောင်နော်။မင်းနာမည်ဘယ်လိုခေါ်လဲ?စေသာအောင်ပါဗျာ။ဟမ်?စေသာအောင်ပါဗျာ။ဟမ်?စေသာအောင်ပါ။စေသာအောင်မင်းကဘောသူဗျာ။ဘောသူ။ဘယ်ရောမင်းက တက်မိကမနေဟမ်တက်မိကမဘုံနေပါလားဘာဘာဘာဟုတ်ခဲ့။အင်းဘာလို့စားရလဲအရင်ကျုပ်ရောင်းနေခင်ဗျာ။ကျုပ်ရောင်းတာဘယ်နှမရောင်းတာလဲ။ဒီနေရာလေးတော့ပဲရောင်းတာခင်ဗျာ။အင်းအဲ့ဒါနဲ့ဒီဖုန်းကြီးကဘယ်လိုချိတ်မိရလဲ။ဖုန်းကြီးကရေမင်းကရေမင်းကရေတူဖို့သူတို့ကျောင်းကျောင်းသားရေမင်းတူဖို့ဆိုပြီးခေါ်လာတာခင်ဗျာ။အင်းအာဦးရင်းနေရာလဲအခက်အခဲရှိလို့အာဒီဟာလေးနဲ့လိုက်ပြီးဆွမ်းနိုင်ခိုင်းနေတယ်အာကိုကြီးပေးလို့ရအောင်လားလို့ပြောလိုက်တာ။အေးအဲ့လိုလှုပ်ချင်တယ်လှုပ်လို့ရတယ်လို့မင်းတို့ကပြောလေ။ အခုပဲသမင်းစားပြီးအခုပဲစွန်းစားသိမ်းလိုက်ခံတယ်အကောင်းမလားမင်းတို့စဉ်းစားတယ်မင်းတို့ဘုရားဘာသာလားဘာသာကြလားအေးဘုရားဘာသာဆိုရင်ဘုရားဘာသာအမိခိုင်းပြီးလိမ့်စားနေမလို့မဟုတ်ဟုတ်ပါဗျာဟမ်ဦးမင်းမနုတ်ခေါ်တာတန်ဃာကြီးကြီးအောင်ကဲအနေထိုင်အမှုကျင့်ရဟန်းရဲ့ပုံစံနဲ့တူသေးတာဓမ္မဘိုးရင်လိုလိုဖြစ်နေပြီဟုတ်လားရှင်မြရှင်မြတန်ဃာမှာကြီးညိုအပ်တဲ့အမှုရာအစင်ရှိရမယ်ဖြစ်လို့လိုက်ပြီးရှင်မြဘုရားတန်တော်တို့လှုပ်ရှားဖို့မဟုတ်ဘူး ဒါတပိတော့ဒါမတန်းတင်တာနိုင်ငံတော်ကြည့်အောင်အမြဲတင်နေတာပြီးတော့ဒီအကုန်လုံးလူကြီးတွေအကုန်လုံးအဆက်အသွယ်ရှိနေလို့ပြောနေတာနော်မလောက်ပါနဲ့လှုပ်ချင်ရှင်မလက်မပေးမင်းတို့လိုက်မဲ့ဆိုရင်လည်းကျွန်တော်လက်မပြရက်ွက်ကိုသွားအကြောင်းကြားကျွန်တော်ဒီမှာအလူခံမမယ်ဘာစားပါပါလဲဟုတ်တယ်မလားနောက်ပြီးကြဘယ်ဘုန်းကြီးကြောင်းသွားအကြောင်းကြားသူ့ရဲ့ခေါ်စကန်ရှိရသူ့နယ်ပြည်ထဲမှာအဲ့လိုလာပြီးတော့ကျူကျော်စော်ကားပြီးလှုပ်ချင်တယ်လှုပ်နေတာဘုန်းကြီးတွေကတနာလုံးမပြောတာကြောက်လို့မဟုတ်ဘူးဒါပေမဲ့အခုကိုရောပုံစံချက်တာ မလာဘူးအဲ့တော့ဒီကံမဆိုတော့တောင်းမနေနော်နောက်မလုပ်ပါနဲ့နော်မှန်ပါဗျာမင်းမင်းမဝင်နဲ့ပါပြောပါမဝင်နဲ့ပါဆလီမီလောင်ကိုကိုဆလီမီလောင်ဆလီနဲ့ဆယ်ကိုကိုပါဗျာဆလီနဲ့ဆယ်ကိုကိုတင်ပါဗျာဆလီမီလောင်ဆလီနဲ့တကိုကိုဆိုဘာလို့ဘယ်ဘယ်မျိုးနဲ့ဘယ်ရက်ွက်တော့ဒီတော့အရာဥတိုင်းပါဗျာအရာဥတိုင်းဟာဆလီမီလောင်ဆလီမီလောင်ဆလီနဲ့ဆယ်ကိုကိုဆလီနဲ့ဆယ်ကိုကိုမဟုတ်တဲ့ရှိရဂျားဒီမှာအရာဥတိုင်းဘယ်မျိုးတော့အေးရပါဗျာအေးဒါလာရဆလီမီလောင်ဆိုအစပြန်ပြီဒါလာနာဆလီမီလောင်ဆလီနဲ့ဆယ်ကိုကိုပါဗျာအင်းမင်းအောင် ခုနှစ်မြင်းဆောင်အာဖနာနိုင်တွေ့တွေ့သုံးသုံး၆ခုပါဗျာဟမ်ဆလင်းဆနစ်ခုနှစ်မြင်းဆောင်အာဖနာနိုင်အဘသာအဘနာသာအာဖနာအုပ်ဖို့နေဗျာဟောအုပ်ဖို့ကဒီမှာဗျာဟမ်တော်မီရောဖုံးပြောနားနေရနော်ဘာပဲသူကတာနာရောချစ်တယ်တာနာရောမဖြက်စီးနဲ့မစော်ကားနဲ့နော်ကိုသာဖုံးကတွေ့လို့သတိပေးလိုက်တယ်မြင်လိုက်တဲ့ခါမှာကြီးညိုပွဲရမရှိဘူးခဏကအစာကြီးလိုက်လေရဟန်းရဟန်းခဏပဲစီးရမယ်လူလိုနေလို့မရဘူးအခုမင်းလူနဲ့သွားမင်းတို့ကောင်တွေကတရားတစ်ခုတ်မင်းတို့ချက်ဖို့ အတူတမျှဆိုမင်းတို့လူမိုက်အဲ့လိုဖြစ်နေမှာလေတင်ပါဗျာမင်းပေါင်းကြံလို့ဖြစ်တယ်မတင်ဘူးနော်ဒါရှင်များတို့ရွှေကြီးညိုပါတယ်နော်ဒီကဗုဒ္ဓကိုရှင်ဆရာတော်ကမေးလို့ရတယ်ဟုတ်ပါဗျာဒီလိုလိုမှအရင်ခွင့်လို့ပြပါဗျာအဲဒီပြတော့ရှင်များခွင့်လို့ပြတာခွင့်လို့တာတန်လျာခွင့်လို့မှာပါဗျာဘုရားဘုရားသားတော်မဟုတ်မှလုံးရှင်များတို့ခံမှာနော်ဒီဗျူလေးကတော့ဗုဒ္ဓကိုရှင်ဖုံဖုံဘုရားကခီးတော်ရင်နဲ့ ရန်တန်းကအတူတွေကအမြင်မတင်တော့ဘဲနဲ့လှုပ်ရှားနေလို့ဆုံးမထားတာရှင်ဒီဗျူတွေကဖုံဖုံတွေဆိုရင်လည်းကြီးလိုက်တာနဲ့နော်ကြီးညိုစရာမကောင်းဘဲနဲ့ဖုံဖုံတွေကိုမြင်ရတာကသူတင်ငန်းတွေဝှထားပေမဲ့ဖုံဖုံတွေရဲ့ပုံစံကလိန်စားနေတဲ့ဖုံဖုံတွေနဲ့တူတယ်နော်ဒါကြောင့်မို့လို့ဒီဖုံဖုံကနောက်ခါကျရင်ဒီလိုမလှုပ်ဖို့ဒီဖုံဖုံတွေရဲ့ပုံစံကလည်းရန်အစစ်နဲ့မတူဘဲနဲ့နော်လိုက်ပြီးတော့လိန်လေစားနေတဲ့ဖုံဖုံတွေနဲ့တူရဲဆိုပြီးတော့ဆုံးမထားတာရှင် ဒီလိုမျိုးရဟန်းတူတွေလည်းအရန်ကုန်မှာပေါ်များနေတာနော်ခုလိုမျိုးကိုမတီးတဲ့နယ်တွေကိုသွားပြီးတော့နော်စွန်းစံစင်းခံနေတဲ့ဖုံဖုံတွေလည်းရှိတယ်ဖုံเจ้าမှာရေတွင်းတူကိုခမင်းစားចောင်းဆောင်တော့လိုအပ်လို့ဆိုပြီးတော့လိုက်လံလေပြီးတော့အလူခံနေတဲ့ဖုံဖုံတွေလည်းရှိရဲ့ရှင့်ဒီလိုဖုံဖုံတူတွေကြောင့်ရဟန်းတန်ကအစ်စ်တွေလည်းစော်ကားခံနေရတာနော်ဒါကြောင့်မို့လို့ဖုံဖုံအတူတွေပပြအောင်လို့နော်ဒီဖုံဖုံကလိုင်းမော်ကိုတင်ပြီးတော့တေချာလေးကိုတတိပေးလိုက်တာရှင့်မိမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းဘူဒူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင့်။နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်။